ခုဒီခေါက်ပြောချင်တာကတော့ကရကန်ယာသီဘွားကံကားလေးကြောင့်ပါကရကန်ယာသီဘွားတွေဟာနူးညံ့တဲ့နှလုံးသားပိုင်ရှင်တွေဖြစ်တယ်။သဘောထားကြည့်တဲ့သူနားလည်ပေးတဲ့သူတွေဖြစ်ပါတယ်။မိတ်ဆွေဟာဇွန်21ကနေဇူလိုင်22ကြာမွေးဖွားရင်တော့ကရကန်ယာသီဘွားပါပဲ။အချစ်ကြီးတဲ့သူဖြစ်တယ်။ချစ်သူကကိုချစ်တဲ့လောက်ပြင်မချစ်တတ်ဘူးလို့ထင်နေတတ်တယ်။ဒါကြောင့်အခြေနဲ့ပတ်သက်လာရင်အများအား ချစ်တဲ့သူကိုမျက်စိတောက်ထောက်ကြည့်နေတပြီးနည်းနည်းလေးမှလွဲချော်မခံနိုင်လောက်အောင်ဖြစ်နေတပါလေအရန်ရစ်ပြီးတော့ချုပ်ချဲတက်တဲ့သူတွေဖြစ်ပါလေကရကန်ရသည်ဘွားရည်ရဆိုတဲ့ချက်ကတော့ကိုယ့်အတွက်ကောင်းတဲ့အရာတွေအတွက်စိတ်မရှိတာပဲဖြစ်ပါလေဘဝအီမန်ချက်နဲ့ပတ်သက်လို့စိတ်မရှိတတ်ပဲတခါလောက်ဆုံးရှုံးမှုနဲ့ကြုံရရင်စက်မလုတ်ချင်တော့ပဲရောက်တဲ့နေရာရပ်ပစ်လိုက်တာမျိုးတခြားနေရာတွေစိတ်ရှိသလောက်ကိုယ့်အတွက်ကောင်းတာကိုကြာစိတ်မရှိတတ်တာကို သူတို့ဘေးနာကလူတွေကတော်တော်လေးနားမလည်နိုင်ဖြစ်ရပါတယ်။ကိုယ်ဤမင်းကျင်နဲ့ပတ်သက်လို့စိတ်ရှိရှိထားပြီးစူးစမ်းဖို့ပြောလဲနားမဝင်တဘူး။ပြောရခက်ခေါင်းမလွန်တဲ့ယာတီကွင်းနေပါ။ကရကန်ယာတီဘော်ဒီဟာမိန်ကလေးဆိုရင်မိန်ကလေးဆံပြီးဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးပါ။စေကျော်တဲ့ရွယ်မှာကိုကိုကိုယုံကြည်မှုသိမ့်မရှိတဲ့ပုံစံမျိုးဖြစ်ပြီးနောက်ပိုင်းမှာမှာကိုကိုကိုယုံကြည်မှုရှိပြီးပိုလှလာတာမျိုးပါ။ စစ်တမ်းတွေရသည်ရတာကရကန်ရသည်ဘွားမျိုးသမီးတွေဟာသူတို့ထန်ငယ်တဲ့မျိုးသားတွေနဲ့စုံစည်းရလိမ့်ရှိပါလေကရကန်ရသည်ဘွားတွေကတော့အပြင်မှာထပ်အိမ်ထဲမှာနေရတာပိုကြိုက်တယ်မိသားစုဝင်တွေနဲ့ပတ်သက်လာရင်အနစ်နာခံလို့ရတဲ့သူတွေပါဘောင်တမအသားချင်းနဲ့ပတ်သက်လို့ဘတော်မှမညှို့ညင်ပါဘူးတက်နိုင်တဲ့လောက်ဖြည့်ဆည်းပေးတဲ့သူတွေပါကရကန်ရသည်ဘွားတွေဟာအမြဲလိုလိုစိတ်ထိခိုက်စရာအကြောင်းလေးတွေရှိပါလေ ဒါကြောင့်သူတို့ဟာလူတွေရဲ့စာနာနှစ်သိမ့်မှုတွေကိုအမြဲလိုအပ်ပါတယ်။စိတ်တရားရှိတဲ့သူဖြစ်လို့သူတို့နဲ့စကားပြောတဲ့အခါပေါင်းသစ်ဆန်တဲ့အခါတင့်အမှားမလုပ်ဖြစ်ဖို့အထူးသတိပြုပါ။စိတ်ကူးရင်ဆန်တယ်စိတ်ထိကလွယ်တဲ့ယာတိကုနေဖြစ်တယ်။အချစ်လဲကြည်တယ်။ဒါပေမဲ့ကိုယ့်ကို ချစ်မဲ့သူတယောက်မှ မရှိရင်လေအကောင်းဆုံးရှေ့ဆက်ဖို့ပဲစဉ်းစားတဲ့ဉာဏ်ကြီးသူတွေပါ။ဒါကြောင့်ချစ်ရမဲ့သူရှိလာရင်အကောင်းဆုံးချစ်ပေးဖို့ကြိုးစားပြီး ဘသူမှမရှိရင်လည်းဘဝကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားနေထိုင်သူတွေပါကြက်ကန်ရောင်ဒီဘဝတွေအတွက်ကတော့သူတို့အချစ်စိတ်ကသူတို့လို့သူများအရာအရာကိုလွှမ်းမိုးတက်ပြီးဘဝအောင်မြင်မှုရဖို့အရေးကြီးတယ်လို့ပဲချစ်တဲ့သူနဲ့စုံစည်းခွင့်ရဖို့ကလည်းအရေးကြီးတဲ့အရာပါသူတို့ကတော့ချစ်တဲ့သလောက်သူတို့အချစ်ကိုထုတ်ပြတတ်တဲ့ချစ်သူကိုအသေးစိတ်ဂရုစိုက်တတ်တဲ့သူတွေဖြစ်ပါလေကိုချစ်တဲ့သူတွေကိုအကောင်းဆုံးတွေမပေးလိုက်ရမှမျိုး ဂယုမဆက်မိတာမျိုးခိခိုက်အောင်လုံးမိမှာကိုအရန်ကြောက်တတ်ပါလေကိုချစ်တဲ့သူတွေကိုကြောက်ပြောရှင်စေခြင်းနဲ့ကိုဘကပေးဆက်နေရတာကိုကျင့်နေနေတဲ့သူတွေပါကရကံရာသီဘာရီရဲ့စိတ်ကခမရသိက်ခတ်တယ်ဗျခဏလေးနဲ့စိတ်ဆိုးလွတ်တယ်ခဏလေးနဲ့စိတ်ဆိုးပြေလွယ်တယ်တယောက်တည်းကိုရှုံနေအောင်စိတ်ကအမျိုးမျိုးဖြစ်လွယ်တယ်ဒါကြောင့်သူတို့ဘက်နားနေတဲ့သူတွေကတော့စိတ်ရှည်ရတယ်လို့ သိခံနိုင်တဲ့သူမျိုးမှရမှာပါအကြောင်းရင်းကတော့စိတ်မျိုးမျိုးဖြစ်လွယ်တယ်လို့ပါကရကံရာသီဘောတွေဟာစိတ်ထိခိုက်လွယ်သူတွေဖြစ်ပြီးခံစားချက်ရံပြင်းထန်တယ်သူတို့စိတ်ထဲရှိတဲ့အရာမှန်သမျှအချစ်သူကိုတိုင်ပင်ပြီးရင်ဖွင့်မဲ့သူတွေပါချစ်သူဘက်မှာအခက်ခဲတွေဒုက္ခတွေဖြစ်တဲ့အခါအတက်နိုင်ဆုံးကုညီဖြည့်ရှင်းပေးမဲ့သူတွေလည်းဖြစ်ပါတယ်စိတ်ထဲမတင်မကြောက်ဖြစ်တဲ့အရာကိုမျိုးသိမ့်မထားပဲပုပ်ပွလင်းလင်းပြောတတ်သူတွေပါ အကြောင်းကတော့တယောက်နဲ့တယောက်ကြားမှာဘာလို့ဝက်ချက်မှမထားပဲအချင်းချင်းပုံမွက်လလင်တမ်းပြီး ဖေးမကုညီချင်းစိတ်အပြည့်ရှိသူတွေပါဒီယာဒီဘွားတွေဟာချစ်ဖို့ဆုံးဖြတ်ပြီး နောက်ပြန်လှည့်ပြီးလှည့်ကြည့်တတ်တဲ့သူတွေမဟုတ်ပါဘူးသူတို့ရွေးချယ်ထားတဲ့သူတွေအရာရာကိုအတူတူရင်ဆိုင်ဖို့အသင့်ရှိနေတတ်ပါတယ်အရန်ချစ်တတ်တဲ့သူဖြစ်ပြီးချစ်သူကိုအမြဲအရေးကြီးကြီးနဲ့ချစ်နေတတ်သူပါချစ်သူဆန္ဒလိုက်လျော်ပြီး လိုအပ်ချက်ကိုကူညီဖြည့်ဆည်းတတ်တဲ့သူဖြစ်လို့နားလည်မှုအပြည့်နဲ့ချင့်နိုင်သူတွေပါရိုမန်တစ်ဆန်ဆန်ချစ်တတ်တဲ့ချစ်သူပြောဖို့ဆိုဘာမှမဆိုလှုပ်ပေးဖို့အစဉ်သင်းရှိတဲ့သူတွေကတော့ကရကန်တွေပါအပျော်တွဲတာကိုအယံမုန်းတဲ့သူတွေပါသူတို့ကိုအပျော်ကြင်လုံးဝခွင့်မလို့ဘူးသူတို့ချစ်သူနဲ့ပတ်သက်တဲ့အကောင်းဆုံးမှန်သမျှလက်ခံနိုင်ပြီးအချီရေးကိုရေရှည်ခံမြဲအောင်ဘယ်လိုထိန်းသိမ်းရမလဲ။ကောင်းကောင်းနားလေသူတွေပါ။စာနာနားလေတက်လွန်ပြီး ချစ်သူကိုလိုအပ်တာဖြည့်ဆည်းပေးတဲ့ကရကံတွေဟာတဘောအစာလက်တွဲဖို့ရွေးချယ်တဲ့နေသူတွေပါဒီရောက်ဒီဘောတွေဟာထူးခြားတဲ့စိတ်ဆွမ်းရင်ပိုင်ဆိုင်ထားတယ်ဗျာအတွင်းစိတ်တွေကလည်းတစုံတစ်ယောက်ကအမြဲလိုလိုပြောပြနေတယ်လို့သိတာသူတို့နဲ့ယဉ်နေတဲ့သူတွေတမကားဒဇင်းနေရဲ့စိတ်ကိုဖတ်နိုင်စွမ်းရှိတယ်ဒါကြောင့်သူတို့နဲ့ဆက်ဆံတဲ့အခါယူတာပါမဟုတ်ရင်တော့ကိုယ့်အချက်ကိုခွဲထားတယ်တူတူပါပဲကိုကုတ်ကိုတော်တော်သာဖြစ်ဖို့ဦးစားပေးတဲ့ ရာသီခွင်တွေဖြစ်လို့သူတို့ပြဿနာကတခြားသူတွေနဲ့လိုင်ယောညီတွေဖြစ်အောင်နေရာမနေရာကိုညှင်းဝတ်တပြီးပေါင်းသင်းဆက်ဆံညံ့နေသူတို့လည်းအထင်မှန်ခြင်းဘူးဒါကြောင့်တရားအနေတွေစကားတွေအများကြီးဖောက်ဖွဲ့ပြောလိုက်ရမလားဒီတိုင်းမသိလိုက်မသိပါသာနေရမလားဒါဟိုအမြဲတမ်းလို့ဆုံးဖြတ်ခံနေတတ်တယ်နောက်တစ်ခုကသဘောထားကြည့်လို့သောကပေါ်ရတတ်တယ်တပတ်သားကိုယ်ပေါ်ယုံကြည်မှုတွေပြပြားစေတဲ့အပြုတ်မှုလှုပ်လာခဲ့ရင်တော့ခွင့်လွတ်ပေးတဲ့အသိဉာဏ်ကရှိတယ် သူတို့ရဲ့စိတ်အခြေခံကောင်းကိုအကောင်းမြင်တဲ့ဘက်ပုံများနေတယ်။တခြားလူပြုမှုဟာကိုကျူးလွန်တာမဟုတ်တဲ့အတွက်ဒီအတွက်အေးအေးဆေးဆေးပဲနေနိုင်တဲ့သူတွေကိုဘောသစားဖောက်တာရောင်ကြောတာနဲ့ထိုးဖို့လုပ်တာဓာရီကိုလည်းရှေ့လျှောက်ဆက်လက်ယုံကြည်ပေးတဲ့ထိသဘောထားကြည့်တယ်။ခရကန်ရာသီဝါးတွေကညဆိုအတွေးများတတယ်။သူတို့အဲ့ချိန်အပြေးဝါရအောင်အိတ်ကျတဲ့ချင်းရှိတယ်။အေးမွားရင်ဒေါသထွက်တယ်။အေးမွားရင်တော့လူနေပျော်နေတတယ်။အေးမွားတဲ့နေ့ဆိုရင် ရောက်တဲ့နေရာမှာငှိုက်တယ် ဒီအာဒီဝါရီဟာနူးညံ့နေခံစားရတယ်။ဒါကြောင့်ပတ်ဝန်းကျင်ကလူတွေအရာတွေပေါ်မှာဆွဲလန်းတဲ့။ချင်းမိပြီဆိုရင်ဘယ်တော့မှနောင်နိုင်ရတဲ့သူတွေမဟုတ်ဘူး။သူ့ဘက်ကနေချစ်သူကိုအစွမ်းကုန်ချစ်ခူးဆက်ချိန်ပေးတဲ့လောက်ချစ်သူစီကလည်းအဲ့ဒီလိုမျိုးတံပြတ်တက်ရောက်မှုမျိုးကိုလိုချင်တယ်။သူတို့ကိုပြစ်ထားတာလုံးဝမကြိုက်ဘူး။အချိန်မှအစင်ပြေတန်ရာစီဖို့အတွက်သူတို့ကိုအများအားအချိန်ပေးပါ။ခူးဆက်မှကြိုက်ပါလေ။အကောင်းဆုံးစူးစမ်းခဲ့ရတဲ့ကိုလိုချင်တာမရပဲလွှဲချော့သွားတာကိုလည်းလုံးဝသိမခံနိုင်တာကြက်ခန့်နေပါ။ ဒေါသထွက်လဲတဲ့သူမျိုးမဟုတ်ပဲမျောလင့်ထားတာကိုမျောလင့်တဲ့အချိန်မှာဖြစ်မလာရင်တော့စိတ်လျှော့လို့မရတော့ဖြစ်တဲ့ခြုံပြောရရင်တော့ကရကံရာသီဘွားတွေဟာလူတွေကိုစိတ်မရှိတတ်တာမျိုးမဟုတ်ပဲအခြေအနေပေါ်မှာစိတ်မရှိတာပါဒီရာသီဘွားတွေအရန်ထိခိုက်ခံစားလွယ်ပြီးခံစားချက်အရန်ပြင်းထန်လို့လွယ်လွယ်ချစ်တဲ့သူတွေဖြစ်တယ်ချစ်တိုင်းလဲတကယ်ချစ်တယ်လို့ထင်နေတယ်ဖူးစာမှန်ကိုတွေ့ပြီးထင်မိမဲ့တကယ်တော့မဟုတ်ဘူးဒါကြောင့်လွယ်လွယ်ချစ်တဲ့အချစ်ကိုပြင်ပါ ကရကန်တွေဟာစဉ်းစားစဉ်ကျင်ဉာဏ်နဲ့ပြီးပြည့်စုံပြီးသဘောထားကြီးတဲ့သူတွေဖြစ်ပါတယ်။ကို့အယုံကြည်တဲ့သူတွေကကို့ဘော်တစ္ဆာဖောက်တာယုံကြည်မှုကိုလွဲသွန်းဆန်လုပ်တာဒီလိုကြုံရင်တော့နောက်တစ်ချိန်ထပ်ပြီးယုံကြည်ပြီးဖို့ဝန်မလေးဘူး။ဒီရာသီပွားတွေဘလို့ချင်းနေမဆိုဟာသာအမြင်နဲ့မြင်တတ်အောင်စူးစမ်းတဲ့သူတွေစကားတစ်လုံးစလုံးစပြောလိုက်ပြီးသူ့ဘာသာသူတခြားသူတွေကိုပါယီမောအောင်လုံးနေသူတွေ။သူကအတကုံယီမောရမယ့်စကားတွေပြောရတာတဲ့တခုခုတစ်ခက်ခက်နဲ့အကြခဏ ကိုယ့်ဘက်ကိုတွေးပြီးရီမောတက်တဲ့ဟာသာလေးတွေပြောများတယ်။ကရကန်တွေဟာသူတို့ရဲ့အချစ်စိတ်ကသူတို့လို့သမီးအရာတိုင်းကိုလွှမ်းမိုးနေတယ်တဲ့။ဘောအုံမြင်မှုရဖို့အရေးကြီးတယ်လို့ချစ်တဲ့သူနဲ့စုံစည်းခွင့်ရဖို့ကလည်းအရေးကြီးတယ်။သူတို့ချစ်တဲ့တော့သူတို့ချစ်တဲ့ကိုထုတ်ပြတတ်တဲ့ချစ်သူကိုအသေးစိတ်ဂရုစိုက်တဲ့သူတွေပါ။ကိုချစ်တဲ့သူတွေကိုကြောင့်ပျော်ရွှင်စေခြင်းနဲ့ငကိုကလေးကအတွေးများပြီးဆုံးဖြတ်ချက်ကိုလွယ်လွယ်နဲ့မချတတ်တဲ့သူဖြစ်ပေမဲ့ဒဇုံတယောက်ကိုအလွယ်လေးချစ်မိဖို့ဝင်မလေးတာလဲခရကန်နေပါပဲ။ အရာအလုံးအစဉ်ပြေတော့ဘယ်ချိန်ပါထားပြင်မလဲစိုးရိမ်နေတက်တယ်ဒီလိုအတွင်းမျိုးမြဲရှိတာကပေါ်ပါပြုတ်ရှင်တဲ့ခံစားချက်တွေမရအောင်တောက်စီထားလို့ဖြစ်နေပါတယ်အမြဲလိုလိုစိတ်ညစ်နေရတယ်လို့ခံစားချက်မျိုးဖြစ်စေပါတယ်ကရံကံနေရာစိတ်တိတ်ခိုက်လွယ်သူတွေဖြစ်တယ်ခံစားချက်ရံပြင်းထန်တယ်သူတို့စိတ်ထဲမှာရှိတဲ့အရာမှန်သမျှချစ်သူကိုတိုင်ပင်ပြီးရှင်ဖွင့်မဲ့သူတွေဖြစ်ပါတယ်ဝမ်းနဲ့ဒီတို့တယောက်ကိုအကောင်းဆုံးဖော်ပြပေးနိုင်တာလဲကရံကံတွေပါပဲ လူတယောက်ရဲ့အဆုံးဆုံးခံစားချက်တွေနားလည်ပေးနိုင်ပြီးခက်ခဲဖြစ်ချိန်မှာအကောင်းဆုံးကြံပေးနိုင်သူကလည်းကရက်ကန်ပါပဲ။ကိစ္စတစ်ခုကိုလည်းညင်ခေါ်ရမှာဝင်လေတယ်။တစ်ဖက်သားကိုမဆန့်ကျင်တတ်ပေမဲ့အဆုံးမှာဘာမှမကြည့်မဆက်ပဲကိုလို့ချင်တာလုပ်သွားတာလည်းကရက်ကန်ပါပဲ။စိတ်ထားရဲနှုညံ့ပြီးတွက်ကက်တတာကဒီရသည့်ဘွားတွေကိုအချစ်နဲ့ဝေစေတဲ့အကြောင်းပြချက်ပါ။သူတို့ကချစ်တဲ့လုံမိမဲ့သူတို့ရဲ့တွက်ကက်တဲ့တံကိုဘယ်သူမှကြကြမခံနိုင်ပါဘူး။ဒီရသည့်ဘွားတွေကချစ်တဲ့ဆိုနှလုံးသားပါရှင်နေပါ။သူတို့ကတခြားရသည့်ကိုမှမွေတဲ့သူတွေထပ်ပို့ပြီး ချစ်တက်တယ်။အသေးမွားလေးတွေကအစအသေးစိတ်လိုက်ပြီးချစ်တက်တယ်။သူတို့နှလုံးသားကနုနယ်တဲ့အတွက်ထိခိုက်နာခြင်းခံစားလွယ်ပါလေ။ဒါကြောင့်တကယ်လို့ကိုကကျဉ်တတ်တဲ့ romantic ဆန်တဲ့ချစ်သူခင်မုံမျိုးကိုရှာနေတက်တယ်ဆိုရင်တော့ခရကန်ရာသီဘောကိုရွေးချယ်ပါလို့ပြောချင်ပါလေ။